အတ္တကိုရှေ့တန်းမတင်ပါနဲ့လူဆိုတာကိုယ်နဲ့အယူဆမတူတိုင်းသူများအယူဆတွေကိုမားတယ်လို့ပြောလို့မရဘူးပြဿနာရှာလို့မရဘူးသူ့အယူဆတွေကိုပပဆက်ဆက်ဝေဖန်တိုက်ခိုက်တဲ့အခါမှာမားသည်မှန်သည်အသာထားဘသူမှကျင်နှက်ကြမှာမဟုတ်ဘူးကိုယ်အယူဆတွေကိုသူများတွေတိုက်ခိုက်လာတဲ့အခါလဲကိုယ်လည်းမကျင်မနဲ့ဖြစ်မိမှာပဲတကယ်တော့လူတွေကကိုချင်းစာတရားတွေကိုပါဇက်ဖြားမှသာပြောနေကြတာပါနှလုံးသားထဲထိရောက်ဖို့မလွယ်တဲ့ကြောင့်တကယ်ကိုချင်းစာတရားရှိခြင်းမရှိခြင်းဆိုတာကိုယ်တိုင်ကြုံရမှသိတဲ့ကြတာပါလူတွေရဲ့အားမှာကိုချင်းစာတရားအပြန်အလှန်တန်ဖိုးထားမှုတွေများစွာလိုအပ်ပါတယ် လူဖွဲ့စည်းတွေကြားမှာဘာလို့တောကအပူမီးတွေကြီးထွားလာကြတာလဲလူတွေကလောဘဒေါသမောဟတွေကြီးထွားလာကြတော့လူကိုလူလိုလည်းမမြင်နိုင်ကြတော့ပါဘူးမြစ်တာကင်းမဲ့ကိုချင်းစာတရားတွေကင်းမဲ့လာကြတယ်ငါသာလင်းအရှင်ငါသာလင်းဘယင်သူ့ပိုင်းနဲ့ငါပိုင်းနဲ့သူ့တော်တဲ့ငါတော်တယ်သူ့မှန်နဲ့ငါမှန်တယ်အတ္တတွေရှည်တန်းတင်ပြီးငကောမှာတောကအပူမီးတွေများပါတယ်ဆိုမှလူဘဝကိုအပူတောကတွေပို့များလာအောင်လုပ်နေကြတယ်ငါမမှားဘူးငါမှန်တယ်စသဖြင့်တကယ်တော့အဲ့ဒီလိုခံယူချက်တွေကိုယ်တိုင်ကိုယ်ကမှားနေခြင်းပဲ ဒီလိုတယူတံမှုကလည်းနိုင်ငံတစ်ခုကိုလည်းဖျက်ဆီးနိုင်တယ်လို့အဖွဲ့အစည်းမိသားစုညီကိုမောင်နှမဇနီးမယားမိတ်ဆွေအချင်းချင်းချစ်သူခင်သူတွေကိုလည်းဖျက်ဆီးနိုင်ပါတယ်လူတယောက်မှလူတယောက်ပေါ်ထားရှိရမယ့်အပြန်အလှန်တန်ဖိုးထားမှုကိုချင်းစာတရားမရှိသူ့ဟာသူဘာကြီးပဲဖြစ်နေဖြစ်နေသူ့ကိုလူအတိုင်းဝိုင်းနဲ့ကန့်ညီတော်လူတယောက်လို့ပြောလို့မရဘူး